ဆိုမီယာကစက်တဲ့အစားအစာတွေကိုစားရတာကြိုက်နေတဲ့သူတယောက်ပါ။သူမကပါနီပူရီကိုစားတဲ့အခါတိုင်းအရင်ဆက်အောင်လုပ်ပေးပါလို့မှားလေးရှိပါတယ်။ဒီလိုအဆက်တွေအရန်စားတဲ့အတွက်ကြောင့်သူမရောက်မှဖြစ်သူကအဆိုမီယာကိုအရန်မေးဒေါ်သထွက်ခဲ့ပါရယ်အခုပါနီပူရီကိုနည်းနည်းလေးထပ်ဆက်ပေးလို့ရမလားအန်အန်ဟုတ်တယ်မြို့တီစိန်ထပ်ထည့်ပြီးနော် အမဒီမြို့တီကအရန်ဆက်တာစားနိုင်ပါမလားဩဒါအများစင်သားရနေပါပြီစားနိုင်ပါရင်ထည့်တာထည့်လိုက်ပါကဲပေးလိုက်စမ်းပါကွယ်သူမ အဆက်ပဲအရင်စားကျင်နေတာဟုတ်ကဲ့ဟုတ်ကဲ့ရော့ဒီမှာဆက်ရင်တောက်ဖို့ရေတဖြည်းဖြည်းနဲ့အဆိုမီယာကပါနီပူရီကို အရန်ဆက်တာကိုပဲစားရဲဆိုတာကိုလူတိုင်းကသတိထားမိလာခဲ့ကြပါတယ်။ဒီနေ့မှဆိုရင်တော့ဆိုမီယာကဈေးတစ်ခုကိုသွားခဲ့ပါတယ်။အဲ့ဒီဈေးထဲမှာဆိုရင်တော့ပါနီပူရီတဲ့လေးတယောက်ကဈေးရောက်နေပါတယ်။ဒါပေမဲ့သူ့စီမဘသူမှလာမဝေးစားကြပါဘူး။ ကိုညီမကိုပါနီပူရီညုတ်တီမြများလေးထည့်ပြီးနော်တင်းရည်သေးရအရင်ဆက်တဲ့ညီမရဲ့စားနိုင်လို့လားစားနိုင်ပါရဲ့ဒါကတော့ညီမတက်ကတော့အေးစေးပါ အဲ့ဒီချိန်မှာပဲဇီးထဲမှာရှိတဲ့အချာမိမတယောက်ကသူမတို့ပြောနေတဲ့စကားတွေကိုလုံးကိုနားထောင်နေပါတယ်။သူမကဆိုမီယာအနီးကိုလာပြီးဒီလိုပြောလိုက်တယ်။နေလို့ချနာကိုဘာမှမပြောလို့ရတယ်ဒါပေမဲ့ပါနီပူရီဆက်တောင်ငါးထပ်ပူပြီးဘယ်သူမှမစားနိုင်ကြဘူး။ငါကအစံချိန်နေတောင်ချိုးထတာ။ကြံပွဲတွေလည်းအများကြီးဝင်ပြီးတော့ရှင်ပြိုင်ခဲ့ဖူးတယ်။ဘယ်သူကမှငါ့ကိုအနိုင်မယူနိုင်ဘူး။ငါထင်တာတော့ဆိုမီယာလည်းငါ့ကိုအနိုင်ယူနိုင်မှာမဟုတ်ပါဘူး။အော်ဒီလိုလား။ကျမလည်းအဆက်တော်တော်စားနိုင်ပါတယ်။ဟဲ့ဆိုမီယာကြည်ကြက်ပြီးလဲပြော။ तू က အဆက်စားပြိုင်ပွဲတွေမှာအနိုင်ရထားတဲ့သူဟဲ့။အိုးဒီပြိုင်ပွဲတွေမှာအရန်ဆက်တဲ့ပါနီပူရီတွေအရန်စားပြီးတော့သူမကအနိုင်ရရှိထားတာလေ။ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်။ဒါပေမဲ့ဘလို့ပြောရမလဲ။ကျမနဲ့ရောပြိုင်ပွဲရှင်ပြိုင်ချင်လား။ဟမ်အဆက်စားပြိုင်ပွဲလား။ပါနီပူရီကိုတော့ငါအဆက်ဆုံး level ထိစားနိုင်နေနော်။ဒါဆိုတစ်ခုလောက်ပြန်ရအောင်။ဒါပေမဲ့ကျမလည်းနိုင်မယ်လို့ယုံကြည်ချက်ရှိပါတယ်။ဒါဆိုရင်ငါက စီမင်းစည်းကမ်းတွေကိုဆုံးဖြတ်မယ်ပြီးတော့ပန်နီပူရီအရင်ဆက်တာစားပြီးလို့ရှင်ရေမတောက်ရဘူးဘလို့လဲဟုတ်ပါပြီအမကျမထက်ကြီးရပဲဒီအချိန်လေးကိုကျမလက်ခံပါတယ်ဒါဆိုလာမယ့်တနင်္လာနေ့မှာငါတို့နှစ်ယောက်ပြန်ကြရအောင်ဆိုမီယာကချစ်စရာကောင်းလာတဲ့အမကြီးရဲ့စိန်ခေါ်မှုကိုလက်ခံပြီးအိမ်ကိုပြန်လာခဲ့ပါတယ်ဒါပေမဲ့အိမ်ရောက်တဲ့အချိန်မှာသူ့ရဲ့ရောက်မှဖြစ်သူကသူ့မကိုစတင်စူပူပါတော့တယ် ။သမီးရဲ့ဒီပြိုင်ပွဲမှာညှီးရှုံးသွားလို့ရှင်ဘလောက်ထိအောင်မင်းဆုံးရှုံးသွားမယ်ဆိုတော့သိရလား။ပြီးရင်ဒီလောက်ဈေးကြီးတဲ့ smartphone ကိုလည်းပေးလိုက်ရမှာနော်။ဒါကြောင့်မို့လို့ဒီပြိုင်ပွဲကိုကျွန်မပါဝင်ရှင်ပြိုင်ဖို့သဘောတူလိုက်တာပေါ့အမေရဲ့။ကျွန်မဘယ်တော့မှမရှုံးစေရပါဘူးစောင့်ကြည့်လိုက်ပါ။ပြီးလို့ရှင်သမီးနိုင်လို့ရှင်ပတ်စံနေလည်းအများကြီးရအောင်မဲဟာဒီလောက်ကောင်းတဲ့ကံလန်းမှုမျိုးဘယ်မှာရနိုင်မှာမို့လို့လေ။ပြီးတော့အမေအမေချွေးမအောင်မင်းမယုံလား။သမီးဘလောက်ထိအဆက်တွေစားနိုင်နေဆိုတာအမေသိပါရဲ။ဒီပြိုင်ပွဲမှာသမီးပဲနိုင်ရမှာ။သမီးတို့ဆူတောင်းပေးစမ်းပါ။ဆိုမီယာကအခုဆိုရင်ပြိုင်ပွဲအတွက်အဆင်သင့် င်းဖြစ်နေပါပြီ။တနင်္လာနေ့မှာတော့သူမကစားသောက်ဆိုင်တစ်ခုကိုသူမရောက်မှနဲ့အတူရရှိလာပြီးအဲ့ဒီကိုသူမယောက်ျားနီရက်လည်းပါလာခဲ့ပါတယ်။ဆွီတီကလည်းအဲ့ဒီကိုရောက်နေပြီးဖြစ်ပြီးတော့သူမနဲ့သူငယ်ချင်းတွေကအတူတူပါလာခဲ့တယ်။ဆွီတီနဲ့ဆိုမီယာကပါနီပူရီအဆက်စားပြိုင်ပွဲကိုရှင်ပြိုင်ဖို့အတွက်နှစ်ဖက်စလုံးကအဆင်သင့်ဖြစ်နေခဲ့ကြပါပြီ။ပြိုင်ပွဲစတဲ့အချိန်မှာဆွီတီကသူမကိုသူမအနိုင်ရရှိမယ်လို့ထင်ထားပေမဲ့ဆိုမီယာကိုကြည့်လိုက်တဲ့အချိန်မှာသူမကလျင်မြန်စွာပဲပါနီပူရီတွေကိုစားနေတာကိုတွေ့လာကြပါတယ်။သူမစားနေတာကုန်းနာ င်ကုန်တော့မယ်။သူမရောက်ခမဖြစ်သူနဲ့ယောက်ျားဖြစ်သူတွေကလည်းအော်ပြီးတော့အားပေးနေကြပါဗျ။စီတီကစားကြည့်လိုက်တဲ့အချိန်မှာပါနီပူရီတွေကအယံဆက်နေတာကိုတွေ့လိုက်ရပါဗျ။ခဏချင်းမှပဲစီတီရဲ့မျက်လုံးတွေနဲ့နရွက်တွေကနီးရဲလာပြီးတော့မိခိုးတွေတောင်ထွက်တော့မယ်လို့တောင်ထင်ရပါဗျ။ဒါပါလေ။ဆူမီယာကတော့လုံးဝကိုမရမနာတဲ့စားနေခဲ့တာ။ပြီးတော့နောက်ဆုံးမှာတော့ဆူမီယာကပါနီပူရီအဆက်စားပြိုင်ပွဲမှာအနာရရှိသွားခဲ့လိုက်ပါဗျ။ဟိုမင်းအယံတော်တာပဲ။ဆူမီယာကပြုံးလိုက်ပြီးကျမရမယ်ဆိုအတွက်ဒါရိုက် က်ငွေသားပေးမလားဒါမှမဟုတ်စမတ်ဖုန်းဝယ်ပေးမလားမင်းကြိုက်တာရွေးလိုက်တော့ငွေရောတော့ကျမပေးမယ်လို့ဆွေတီကလည်းလူလူလလနဲ့ပြန်ဖြေလိုက်ပါတယ် Okay ဒါဆိုရင်ကျမမှာလိုက်တော့မယ်လို့ပြောလိုက်တယ် Nires က online ပေါ်မှာကြီးညာထားတဲ့နောက်ဆုံးမော်ဖုန်းကိုဝယ်ကြလို့အကြံပေးလိုက်တယ်အဲ့ဒါပဲဝယ်ရအောင်လို့ဆိုတဲ့ချိန်မှာတော့ဆွေတီကသူမအကောင့်ထဲကိုပတ်စံနေလွှဲပြောင်းပေးခဲလိုက်ပါတယ်သူမယောက်ျားနဲ့ယောက်မဖြစ်သူနေရာစလုံးကလည်းပြောရှင်ပြီးတော့အတူတူပြန်သွားခဲ့ကြပါတယ် ဲ့ဒီချိန်မှာတော့ဆွေတီရဲ့မျက်နှာကချွေးသီးချွေးပေါက်တွေကအခုထိကျနေစေဖြစ်ပြီးသူမကအခုချိန်ထိအဆက်မပြေသေးပဲရှိနေတာဖြစ်ပါတယ်